ဒီနေ့ stock ဈေးခွက်တွေခုန်တက်တဲ့အကြောင်းဆရာ portfolio ကတရက်ထဲမှာပဲ9000 3000ကျော်ခုန်တက်သွားပါတယ် stock ဈေးခွက်ခုန်တက်ရတဲ့လူအများစုမသိသေးတဲ့အချက်၃ချက်အကြောင်းပြောမယ်ဗီဒီယိုလေးအစုံမှာတော့အရန်အရန်စိုးရင်ရတဲ့အချက်ကိုပြောပါမယ်ကဘာပတ် American Millionaire stock option crypto အင်ချမ်းမြေစီးပွားရေးပညာရှင် channel ကိုကြိုဆိုပါတယ်ဘယ်နေရာကြည့်လဲကွန်မအောင်မှာရေးတာပါ SMB founder ဆိုရင်ဒီနေ့က9.52%ခုန်တက်တယ် afternoon နေ့လည်းဘလောက်1 pm ဝင်းကျင်မှာခုန်တက်သွားပါတယ် nasdaq လည်းအဲ့လိုပဲခုန်တက်သွားတယ်တနားရီဝင်းကျင်မှာခုန်တက်သွားတယ်12%အောင်နော်နည်းနည်းတော့မဟုတ်ရရတူတဲ့ဆိုရော11%ပဲကျန်တော့တယ်အားကြောင့်ပြော never miss 10 best training days เนาะအရန်ခုံတက်တဲ့ရက်တွေကိုမလွတ်ဖို့အတွက်အရန်အရန်အရေးကြီးပါတယ်။ဒေါင်းကြုံကြည့်လိုက်တရက်ထဲမှာပဲ7.87%ခုံတက်ပါတယ်။เนาะဒါ stock market ကအရန်ဆိုးတော့ဖြစ်နေတဲ့ကြောင့်ခုံတက်သွား။ rubber band ကိုအရန်ဆွဲထားရင်မဖြစ်မနဲ့။တင်းပြီးတော့မပြတ်ဘူးဆိုရင်ပြန်ပြီးတော့အချင်းချင်းပိတ်မယ်ဟုတ်တယ်မလား။အဲ့ဒီဘောမျိုးပဲเนาะ။ stock စီးကွက်အဲ့လိုပဲအရန် oversold ဖြစ်သွားတဲ့အခါကျရင်ဒီလိုပြန်ပြီးခုံတက်တယ်။ဒါပေမဲ့ ခုံတက်ရတဲ့အကြောင်းရင်းဟာရှိရလေ။နော်အဲ့ဒါပြောမယ်။ Tesla Socia ဘလော့ခုံတက်22.6%ခုံတက်တယ်။ရတူတဲ့ဆိုရောကျနေလို့28% 22%ခုံတက်တာမှာ28%ကျနေလို့မယ်နော်။ One day Apple Socia 15.22%ခုံတက်ပါလေ။ရတူတဲ့အောင်ကျနေလို့ပဲ18.45%ကျနေလို့မှာ။ Microsoft ရဲ့10%ခုံတက်တယ်။ရတူတဲ့အဲ6%ဝါပါစံကြာနေလို့ပဲ Amazon 11.98%တက်တယ်12%ဝင်ကျင် year to date 13.22%အဲ့ရ opportunity အများကြီးကျန်နေတယ်နော်အဲ့ကြောင့်ဆရာကပြောတယ်လွန်ခဲ့တဲ့အာတပတ်နှစ်ပတ်လောက်နေတာ stock investing မစရည်လို့အခုချင်းစပါအောင်ပြောဘာကြောင့်လဲဒီခုန်တက်တဲ့အချိန်မျိုးတွေမလွတ်အောင်ရအရေးကြီးရအဲ့လိုမျိုးလွန်ခဲ့တဲ့နှစ်နဲ့2022ကနေပြီးတော့ဆရာ bear market ဖြစ်နေချင်းစတာတပည့်တွေအဲ့ဒီအချိန်ဆိုရင်နှစ်နှစ် ကြာသွားတော့အဲ့တထည့်တင်းတန်းသူတင်းတန်းတိုင်းတထည့်ဖြစ်သွားတာเนาะအချိန်ကောင်းပြီပါကြာနေချင်းဆရာတင်းတန်းတက်တယ်တော့ဟေး Google Alphabet 9.68%တက်တယ်တရရထမှာပဲရရသူတဲဆိုရင်62.22%ကြာနေလို့ပဲဒါ opportunity ရှိတယ်เนาะ Google ကုမ္ပဏီကောင်း Meta 14.76%တက်တယ်။အာရရတူတဲ့2.25%ပဲအကြတယ်။မဲဒါတော့အကြအနာဆုံးအတက်တာဆုံး company ဒီ2025မှာเนาะ Nvidia 82%တက်တယ်တရတူတရာကျနေတော့74.34%เนาะ74.34%အဲ့ဒီတော့ပြောရမယ်ဆို Google ကအများကြီးကျန်နေတယ်เนาะကျတာဒီရတူတရာ66.22%အာ Amazon ကလည်းတက်တင်းပေါ့တူတူပါဆက် Google Amazon တော်တော်လေးကြာပါเนาะအာ Nvidia ကမှအခုဆိုရင်ဘယ်လောက်လဲဒီရတူတဲ့ဆိုရင် ် sample 0.24% chain နေ sample 0.24အာ nvidia တို့ကြာဟော alpha pet nvidia တို့ကြာ okay အဲ့တော့ဒီ stock share လဲမှာဆရာဘာအကျယ်ဆုံး nvidia အကျယ်ဆုံးပဲเนาะ nvidia အကျယ်ဆုံးပဲ opportunity ဝယ်ရမှာမစိုးလုံးเนาะဆရာကြိုက်တာပြောတာเนาะအာဒီကျင်းနေရတော့ tesla နဲ့ apple ကိုမကျယ်ဆုံးပဲ tesla လုံးဝမထီဆရာလုံးဝမထီရဲ့ stock share เนาะအာ apple လည်းမထီဘူး overvalue ဖြစ်နေတယ် microsoft လည်းအဲ့လောက်ထိမဟုတ် Amazon, Google, Meta, Nvidia, yes. Uh, those are my favorite stock. Okay, အဲ့တော့ဒီလိုထိုးတက်ရတဲ့လူအများစုမသိသေးတဲ့အကြောင်းရင်းနဲ့ပြောမယ်။ထွက်လာနေပြီးတော့အေး tariff တွေတို့တွင်းကုန်တွေကိုအခုကောက်လာရက်60ရန်သားလိုက်။အဲ့ဒါကရက်60ရန်သားလိုက်ဆိုတော့ အေးတင်းကောင်းဆိုပြီး stock saver တင်းရတော့ရှော့စိုးနေအဲ့တော့တင်းကောင်းရပြီဆိုပြီးခုံတက်သွားအဲ့လိုမျိုးသူရဲရအကြောင်းရင်းရှိတယ်သူအ short ပေးတဲ့အကြောင်းရင်းပါတယ်နံပါတ်3ရပါလဲဆိုတော့သူအားပေးနေတဲ့ binana binana supporter ရအခုကောက်တော့မကြိုက်နော်။ဘာကြောက်လဲဆိုတော့မကောက်နဲ့။အာ binana တွေရစီးပွားရအများရှိရပါတယ်။ ဟုတ်တယ်မှာခုံကောက်လာဆိုတာဒါကအမေရိကန်ပြည်သူလူစုလူစုစီကနေပဲခုံကောက်လာခုံကောက်လာဆိုရင်အတိုးတို့ပုံစင်းတို့တက်နေမှာနော်ပြီးပါရင်နိုင်ငံတနိုင်ငံတယောက်ချနေပဲဆိုရင်စီးပွားရေးလုံးကောင်းအဲ့တော့သူ့တည်ရခြင်းဘီနနာ supporter တွေရနေပြီးတော့မကြိုက်မကြိုက်တော့အာအဲ့ဒါ reason inomas ပါတယ် inomas ဒီလိုမျိုး tariff ကိုမလုပ်နဲ့ခုံမကောက်နဲ့ဆိုပြီးပြောတယ်နော်ပြီးပါရင် bait and man နဲ့ပြော bait and man อ่ะနော်ဒီ190 ချက်ချင်းရက်ရက်မရက်ဘူးဆိုရင်နျူကလ িয়ার ဘုံစီးပွားရေးနျူကလ িয়ার ဘုံပေါက်နိုင်တယ်နော်ကိုယ့်အကကိုလုံတာကိုယ့်ဒုက္ခကိုရှာပေါက်နိုင်တယ်ပြောဘေးအမန်ကသူက finance ပတ်သက်တဲ့အာဘီနေတာနော်သူကအာအဲ့ရော Trump ကိုထောက်ခံတဲ့ဘီနေတာ supporter ကအရန် push back ဖြစ်နေနော်အဲ့ဒါ reason number 3 reason number 2ကပါလူအများစုမသိနေပါဘူး 10 year treasury ပြန်ခုန်တက်သွား၄ရက်နေထီအောင်ကြာနေအာ၄ရက်နေကြာ truck မှာအရင်ပျော်နေအောင်သူဘာကြောက်ဆိုတာပတ်စံအတိုးချီရတယ်အာဒီအမျိုးကြာမှာလူတွေအတိုးချီရတက်တာမှာပြီးတော့အစိုးရနာတယ်အကျွေးတွေအများကြီးပြန်ဆက်ရမှာအကျွေးတွေအစ်စ်တွေအစ်စ်ပြန်ချီးပြီးတော့အဟောင်းပြန်ဆက်မှာအဲ့ဒီအချိန်ရောက်နေပြီဒီနှစ်စာပန်းမှာရှိအဲ့ရောဒီကအတိုးနဲ့နေနေအစိုးရပေးရတဲ့အတိုးကနည်းနေနေအဲ့ရောအတိုးနဲ့ဆိုရင်အစိုးရ အကျွေးဆက်ပူပူလွယ်အဲ့ကြောင့် तू ကသဘောကျဒါပေမဲ့ဘာဖြစ်ချင်မန်နေဂျာကြောက်ပြန်ဆက်ခုံးတက်သွားမန်နေကျူးစိဒီနေ့ဘလောက်4.3%ခုံးတက်သွားအဲ့ရောဘာမှတိတ်မထူးတော့တိုးမာရှာ26ရက်နေ့ရအတိုင်းပြန်ဖြစ်တော့အဲ့ရောထွားမှကြောက်ပြီးတော့နော်ရန်တယ်လား terrible အဲ့ဒါဘာကြောက်ကြာနော် research ရှိတယ်ဒါအဓိကသူ့အတွက်အဓိက stock market ဈေးကွက်ကြာသူအဲ့လိုဒီ view မဆိုင်ဘူးဒါပေမဲ့အတိုးနှုတ်တွေတက်လာသူအရန်ဆိုရင်နော်ဒါကြောင့်အစိုးရအကျွေးတွေအများကြီးဆက်ရမယ်ပြီးပါလူတွေအိအိနေပါတွေဝယ်အဲ့ဒါအအတိုးနှုတ်တွေတက်မယ်စီးပွားရေးတွေအာဘီနန်နိုင်စီးပွားရေးရှိမှာပေါ့ဟုတ်လားဘီနန်စီးပွားရေးကအတိုးနှုတ်တက်တယ်ဆိုမကောင်းလေစီးပွားရေးပိုင်းလည်းဆိုဘယ်လိုလဲဘီနန်နာလေနော်သူကပဲပတ်သက်ချီရလေဟုတ်လားမာသူတင်ရင်ချင်းနေဖြစ်မှာပေါ့အဲ့တော့အဲ့လိုခုံတက်တော့ခုံတက်တော့ဘာကြောင့်ခုံတက်တာသိလား အဲ့လိုမျိုးအရန်အရန် stock ဈေးကွက်တွေကျတယ်လူတွေကြောက်တယ်ဆိုရင်များတော့အပြစ်ဒါကျတယ်အဲ့ဒါကြောင့်ဒီမှာကျပါလားเนาะ April 4ရက်နေ့ကျပါဘာကြောက်ဆိုတော့ USA ရဲ့ bond အကျွေးတွေကစိတ်ချဆိုကပောင်းမှာเนาะစစ်ဖြစ်တာပဲပဲဘာဖြစ်ဖြစ်ပဲပေါ့ COVID ဖြစ်တာပဲပဲเนาะ recession ဖြစ်တာပဲပဲတခုဖြစ်မဲ့ဆိုရင်လူတွေကြောက်ရင် investor ကြောက်ပြီဆိုရင်တကမာရော investor USA အကျွေးကိုဝယ်တာဝယ်ရတဲ့အတွက်ကြောင့်အတုံးလုံးကြောက်เนาะ အခုအတိုးတက်တာဘာကြောင့်လဲဆိုတော့အကျွေးရောင်းတဲ့အတွက်ကြောင့် USC ရဲ့အကျွေးမလိုချင်တော့မလိုချင်တော့ဆိုတော့ရောင်းတဲ့အတွက်ကြောင့်ခုန်တက်သွားဒီရောက်ထိရှုပ်ရှက်ခန့်နေရမှာကြောက်ရမှန်းစားအခုကစန့်ကျင်ပဲဖြစ်သွားမကြောက်တော့ USA ကစိတ်မချရတဲ့နိုင်ငံဖြစ်တော့မှာပဲဆိုပြီးတော့ investor ကဘာနဲ့ investor ရဲ့ USA အကျွေးကိုရောင်းတာရောင်းတော့အတိုးတက်တာနော်အကျွေးရောင်းတယ်မှာဘာလို့ပါမထင်တယ်တရုတ်နော်တရုတ်နဲ့ဂျပန်နိုင်ငံအကြီးစားတွေက အဲဒီမျိုးရောင်းပါနော်အဲဒီမျိုးရောင်းပါအဲအကြောင်းတရုတ်ကလည်းသူ့ရဲ့နှုတ်ဝက်ဖဲချက်ရှိဟာဟာအခုနေပိုကောက်မလားကောက်မစိခင်းစားဖြစ်ဘူး USA အမေရိကန်အကျွေးရဲ့အများကြီးဝယ်ထားတာအကျွေးအများကြီးပိုင်ထားတာငါအဲ့အကျွေးရောင်းလိုက်မယ်ဆိုရင်မင်းဒုက္ခရောက်နေမယ်နော်မင်းဟိုအဓိကလိုချင်ဟာပါလေ အတိုးနှုံး short ချင်မလားမင်းအကျွေးရတာရောင်းလိုက်မှဆိုရင်လူတွေကမဝယ်ခြင်းဘူးဆိုရင်အတိုးနှုံးအများကြီးမင်းပေးမှလူတွေကမင်းစီကိုပတ်စံချီးမှနော် USA ကိုမယုံကြည်တော့ဆိုရင်မင်းအတိုးနှုံးအများကြီးပေးရနိုင်မယ်ပေးရတော့မှပတ်စံချီးမှနော်ပတ်စံချီးပဲကြောင်းကြောင်းအော်အဲ့ဒါကြောင့်တယုံကနေပြီးတော့ရောင်းလိုက်တာဖြစ်တယ်နော်အဲ့ဒါကြောင့်အရင်အရင်အရေးကြီးရဒီလိုမျိုးဟာဟာ Yeah. အရန်အရေးကြီးအဲ့တော့တရုတ်ပြည်ရတဲ့တခြားနိုင်ငံကအဲ့လို inverse အများကြီးရတယ်နော်အာဒီမှာ China production power in our financial market ရောက် KDC ရော is huge holder အကြီး USA အကြီးတဲ့အများဆုံးပိုင်နိုင်ငံထိဆုံးမှတရုတ်ပြည်ကပါတယ်နော်နော်တရုတ်ပြည်ရောက်လာမယ်ဆိုစဉ်းစားကြည့် I think Chinese government has read the art of war နော် Trump သဘောကျတဲ့စာအုပ် ဖတ်ပြီးသွားတယ်သူလည်းเนาะဘာကြောင့်ဆိုတော့စစ်ဖြစ်တယ်ဆိုရင်ဘလိုမျိုးတစ်ဖက်လူကိုအထိနာလောက်အောင်မယ်ဆိုတော့တရုတ်ကတိတာပေါ့เนาะအာတရုတ်ကလည်းဒီဘောင်းနေလို့ USA ဘောင်းနေရောင်းလိုက်ရောင်းလိုက်တော့အကျွေးအတိုးနိုးထိုးတက်ထိုးတက်တော့ Trump လောက်ခဏမှအားလုံးအလကားဖြစ်သွားတယ်သူလောက်ခဏအတိုးနိုးကြဆင်းတဲ့အတွက်ကြောင့်เนาะလူတွေဒုက္ခပေးတယ်เนาะ stock market crash ဖြစ်စေတယ် နော်စီးပွားရေးဒုက္ခရောက်တယ်ဒုက္ခရောက်တော့ तू အတော်အတင့်တော့အောင်မြင်သွားတယ်ဒါပေမဲ့ तू ပွားအေးဒါပေမဲ့တရုတ်ကတခြားနိုင်ငံက investor တွေတရုတ်ကပါမယ်တခြားနိုင်ငံကနော်အမေရိကမယုံကြည်တော့ investor တွေပါအကုန်ကရောင်းကြအကျွေးတွေရောင်း money juice ရောင်း one stay ရောင်းခုံးတက်သွား तू လုံးထက်လုံးခက်တည်းမြနှစ်ပတ်သုံးပတ်လောက်ကအလင်္ကာဖြစ်သွားပြီနော်နော်တပတ်နဲ့နှစ်ပတ်လောက်အလင်္ကာဖြစ်သွားပြီအလင်္ကာဖြစ်တော့အဲ့ကျ तू ချင်းရက်တယ်လားမရက်ဘူးဆိုရင် तू လုံးခက်တည်းမြနော် တလနှစ်လဟာအလကားဖြစ်တော့မှာဒါကြောင့်အတိုးတို့ပြန်တက်တော့မှာဆိုဆို4.5ဖြစ်4ဖြစ်တော့မှာဆိုရင်တွားပြီးအလကားပဲလူတွေအလကားပတ်စံဆုံးရှုံးပါဖတ်တင်တယ်ကဘာစီဝါရီရနေမျိုးအမေရိကန်နိုင်ငံသားရဲ့အပါဝင်နော်6 trillion ဒေါ်လာပေါင်း6 trillion နော်မီလီယံတော့မဟုတ်နော်မီလီယံတန်တန်ဆိုတော့တန်တထောင်ဆိုရင်ဘီလီယံနော်အဲ့တော့ဘီလီယံတထောင်ဆိုရင် 1 trillion အဲ့တော့ billion 6000 billion 6000ဆုံးရှုံးသွားလူရဲ့ချမ်းသာမှုကျွဲဝမှုဆုံးရှုံးပြီးတော့မှသူကအတွုံးလုံးကြာလုံးလာနော်အဲ့တော့ပြောရမယ်ဆိုစီးပွားရေးတမားအနေနဲ့တကယ်တော်တဲ့စီးပွားရေးတမားအနေနဲ့ဒါအရန်ဈေးကြီးရဲ့မတန်နဲ့နော်ထွေဝလို့ယူဆတယ်နော်ပလိတ္တရာဘယ်လိုယူဆပါလဲလဲဒီလိုမျိုး Trump ဒီလိုလောက်ပါ ရရှိတဲ့အကျိုးနဲ့ဆိုးရှုံးသွားတဲ့စီးပွားရေးတွေနူတွေရဲ့ 401k တွေ retirement account တွေတန်ပါသလားနော် Trump မှားပါသလားမှန်ပါသလားဘုမအမရေးထားတာပါဟဲ့အဲ့တော့စက်ကြည့်မယ်နောက်ထပ်ဆိုရင်မတိတဲ့အကြောင်းပါ reason number 1 credit markets are fresh ဖြစ်ဖြစ်သွားအရင်ကြောက်ဆိုရင်ဘန်တွေကပတ်စံမချီတော့ဘူးနော်စီးပွားရေးလည်းပတ်လည်းမှာပတ်စံမချီဘူး နော် credit card အကျွေးလိုချင်မှာပတ်စံမရှိဘူး။လောဘပတ်စံမရှိတော့မချီးတော့ဆိုဘာဖြစ်မလဲ။အိမ်ထဲဝယ်ဖို့ပတ်စံမရှိတော့ဘာဖြစ်လဲ။စီးပွားရေးရဲ့လောဘရက်တက်သွားမှာ။ပတ်စံအကျွေးနဲ့လန်ပတ်နေတာ။စီးပွားရေးကဘန်တွေကအကြောက်ပြီးတော့ဒီမျိုး financial market stable ဖြစ်လို့ဆိုရင်လောဘရက်နေမှာဆိုရင်တကဘာလုံး nuclear bomb ပေါက်တယ်လို့မျိုးစီးပွားရေးပေါက်သွားမှာ။နော်ကဘာစစ်ဖြစ်တာမှာအဲ့လိုစီးပွားရေးဆိုးမှာမဟုတ်ဘူး။ဒီလိုမျိုးတကယ် ဘောင်းလာတဲ့ဈေးထိုးတက်တဲ့အတိုးအများရဲ့ချီးရမယ်ပတ်စံနဲ့ချီးမဲ့မှုရှိဆိုရင်တကယ်နျူကလ িয়ার ဘိုးပေါက်လာမယ်နော်အဲ့ဒါဖြစ်နေတဲ့အတွက်ကြောင့်နော်ဒီ reason ၃ခုကြောင့်ဆိုဆိုကရက်60ရက်တာနော်အဲ့ဒါကြောင့်ရက်တာအဲ့ဒါကြောင့် trauma အ shock ပေးတယ်လားအဲ့ဒါကြောင့် stock market ကခုန်တက်သွားစိုးရိမ်ရ reason တခုပဲရှိရနော်တချို့နေရာပြောနေကြလူတွေကနော် trauma ဒါ insider training stock market ကိုအကြံဖန်လုပ်ပြီးတော့သူနဲ့သူ့မိသားစုသူ့တန်ရင်မြက်အောင်လုပ်တာ stock market ကိုထိုးကြလို့ထိုးကြရင်အချိန်မှာသူ့သူ့မိသားစုတွေဆွေမျိုးတွေတန်ရင်ချင်းဝယ်ထားဝယ်ထားပြီးတော့သူ့ကို support လုပ်ရတယ်ဝယ်ထားဝယ်ထားပြီးအခုပြန်ပြီးတော့ပြောလိုက်အဲအောက်အစင်ပြေသွားပြီးပြောလိုက်ဆို stock market ပြန်ခုန်တက်အာရောဒီတပတ်နှစ်ပတ်အချိန်အတိုးအတွင်းမှာပဲချမ်းသာမှုတွေအများကြီးဖြစ်အောင်เนาะအဲအားကြောင့်သူဒီလိုမျိုး announcement မလုပ်ခင် သူ့ရဲ့ true social မှာပြောတာ is a great time to buy ဆိုပြောထားတယ်ဗျ။ဒါမှ true social မှာက open conversion ခြားစားမှုအကျင့်အကျင့်တိတ်ခါဇာရိတခြားစားမှုနော် Trump တို့ကဝင်ခံတယ်ဆိုပြီးတော့မလို့ဝင်ခံရတယ် this is a great time to buy သူဆိုတော့ tariff announcement ရတော့မယ်ဆိုပြီးတော့190အကြောင်းမကြားခင်သူက true social မှာ post လုပ်တယ် အေးဒီအချိန်ကဝင်လို့အကောင်းအကောင်းအချိန်နော်၄နိုင်ကြိုးပြီးပို့ဆိုတာအဲ့တော့ဘယ်သူတွေတိရလဲအေးသူ့ရဲ့နောက်လိုက်တိရတယ်ပြီးွားရင်အော်သူ့ office ကသူတွေတိရမှာပေါ့သူနောက်လိုက်ရင်မတိရခင်ဟုတ်မှာအဲ့တော့ဒီလိုမျိုးဆိုရတာဒါ market manipulation ကိုခေါ်နော်ကြိုးပြီးတော့ပြောထားပြီးသူ announcement တစ်ခုလုပ်တော့မယ်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဆွေမျိုးကိုယ့်ရဲ့တယဉ်ချင်းကိုယ့်ကိုထောက်ခံလူတွေကိုပတ်စံ လွန်လွန်နဲ့ရစေဟာတာဒါ insider trading ခေါ်အဲတရားမဝင်ပါဘူးเนาะတရားမဝင်အကျင့်စာရတာမကောင်းတဲ့ဟာဖြစ်ပါတယ်အဲ့တော့သူများရဲ့အဲ့လိုပြောနေကြပလင်းတက်ရအောင်ဘယ်လိုသဘောရပါလဲ trump လာဒါတမင်တက်တက်ချမ်းသာအောင်ကိုကျိုးသူ့မိသားစုရဲ့ဒါမှမဟုတ်သူ့ဆွေမျိုးရဲ့တရင်ချင်းရဲ့အတွက်အာ post လုပ်ထားတာနော်ဝယ်ပါဝယ်ပါပြောပြီးတော့မှအေး stock market ထိုးတက်အောင်လုပ်တယ်ထင်ပါတယ်နော် ဖုန်းမအမှရေးတာပါဒါတင်းရပြောပြတာเนาะအဲဆရာမဆိုလုံးเนาะဟဲ့ဟဲ့အဲအဲ့လားမျိုးဆိုရင်ဒီလိုမျိုးအေးစစ်စစ်လေးတည့်ရထဲမှာပဲเนาะ9000ကျော်ခုံတက်ချင်ဆိုရင်ပညာတက်ထားဖို့လိုတယ်ဒီတိုင်းတော့အလံကားလေးမတက်ဘူးเนาะဒီတိုင်းအိတ်နေလို့ဘာဖြစ်မှာမဟုတ်အိတ်နေအကြီးမားကြီးဆုံးရှုံးမှုဖြစ်တယ်မလား opportunity အရန်ကောင်းတယ်စတော့စစ်ခွဲကြာနေချင်းကောင်းတဲ့ company တွေ discount ဈေးအရင်တက်တာရအဲ့လိုမျိုးချမ်းသာမှုတင်ပူများကြယ်ဆိုရင် stock investing call option put option advance option day trading movement stock ဒီတင်တန်း၅ခုအစင်တန်းတက်တော့တင်တန်းလေးတွေကို YouTube video ကိုကြိုက်တဲ့ YouTube video အောက်သွားတဲ့ description နဲ့ comment အမှာ share ပေးထားပါအဲ့ link ကို click နေနဲ့ဆရာစီမှာအောင်မြင်ဆုံးကျောင်းသားကျောင်းသူတွေကဒီတင်တန်းလေးကို2-3လနဲ့တစ်နှစ်အတွင်းမှာပြီးအောင်တက်သွား ရပါတယ်ဒီတင်နဲ့တက်ပြီးသွားဆိုရင်ဆရာဘာတွေဝယ်နေမျက်နေဆိုတိချင်ဆိုရင် Patreon ကြောင်းရပါတယ် option တင်နဲ့တက်ပြီးသွားရင် option training Patreon ကြောင်းရတယ် advanced option တက်ပြီးသွား advanced option Patreon ကြောင်းရပါတယ်စူးစမ်းတဲ့လူတွေအတွက်เนาะတနည်းနဲ့အထက် join တဲ့လူတွေကပို့ပြီးတော့ချမ်းသာမှုကိပို့များအဲအကြောင်းဆရာ promotion ပေးတာတနည်းနဲ့နေဆို join မှာဆိုရင်10% discount เนาะရချီတက်တာပါတယ်အဲအကြောင်းအရန်အရန်အကြီးကြီးပါတယ် link မျိုး YouTube video description နဲ့ ကုမမှာပေးထားပါတယ်ဖြစ်တယ် caution အနေနဲ့ထပ်တက်လိုက်တယ် caution တက်လိုက်တော့အပူရချိုးရင်းရှိတယ်ကြာမျိုးပုံကောင်းပါလားတဲ့အပူကောင်းလဲဆိုတော့ဆရာကနေ upstream နေ upstream နဲ့ငါးလမ်းနီးလမ်းငါးလမ်းရှိတယ်အဲ့ဒီကတည်းကသူအကြိုက်ဆုံးဒီကောင်တွေကအရင်ထိရောက်တယ်ကဲအဲ့လို expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ upstream ပါလဲ upstream ပါတယ်ကိုတိကျပိုင်နိုင်လို့ရှိရင် အချောင်းလုံးဝမရှိဘူး။ဆရာဆရာကြီးကတော့ဘာမှနားမလည်ရဘူးเนาะဆရာပြောတဲ့အတိုင်းပဲ main line လုပ်ပါတယ်ဒီဟာတွေကိုအတိအကျသိချတိုင်းလုပ်တယ်လုံးဝအချုံမရှိဘူး Hello ဆရာ CIS တော့ဆရာ platinum တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့เนาะကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ဆရာရဲ့အပေါင်းတခါတည်းမဖမ်းနိုင်ဘူးပေါ့เนาะနောက်မှနားထောင်နားထောင်တာနဲ့အခုဆိုတော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်ရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ သေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစင်မစတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့သင်ခန်းစာတွေကအထောက်ကူရမ်းပြုတ်တယ်ကျွန်တော်အရင်တော့မလည်လာခဲ့ဘူးတဲ့အဲ့ဖဲနီစတော့တဲ့ပက်ထရွန်မှာလွင်ချင်းအပြင်အရင်နေနေလေးနဲ့အမြတ်များများရရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ် ကျွန်တော်ဆရာတင်တာတဲ့မိရနဲ့ကျွန်တော်အတွဲမှာခုနှစ်ထောင်နဲ့900ရမြပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့တင်ရတာလေအခုတော့အဲ့လိုမြရနေဆရာရေးတဲ့ကျေးဇူးပဲဒီနယူးယောက်လိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆရာမလိုက်ဖို့မလို့ဆရာကျေးဇူးတင်ပါတယ်ဆရာရေးရှိဆရာရဲ့စတိုရှယ်အတင်းနဲ့မှာအတင်းနဲ့တက်ပြီးတော့ကျွန်တော် အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချာချာသင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာသင်နာနဲ့သင်တန်းတွေကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုများများရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ကျကျပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်နဲ့တက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တဲ့ဆရာဖြစ်ရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ခဲ့တာ။ကျွန်တော်လည်းဆော့နေရကြာပါပြီဆရာကြီး။ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအများအများဆုံးရခဲ့တာပေါ့ဒီရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ရဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ